မင်္ဂလာပါမြန်မာအီဒိုရီရဲ့ talk season ကနေပြီးတော့ကြိုဆိုပါရစေ။အဲဒီတစ်ပတ်မှာတော့ဒီအဲတာနိုင်ငံအနှံ့မှာဖြစ်နေတဲ့ထိုးစစ်ဆင်မှုတွေနဲ့ပတ်သက်ပြီးတော့ပြောသွားဖို့ရှိပါတယ်။အဲဆိုတော့စစ်ကောင်စီတပ်ကိုဒီလက်တလောပေါ့နော်ချင်းချောက်စီနိုင်လောက်တဲ့တိုက်ပွဲတွေဘယ်နေရာတွေမှာလက်တလောဖြစ်နေပါသလဲရှင်။တမိုင်းတွင်နဲ့ငလင်ဇိုးကြီးကြောင့်အပြည့်ရတယ်လို့နော်ဒါစစ်ကောင်စီဘက်ကရောအာ EAO ဟိုတွေဖြစ်တဲ့ AA MNDA DNLA KIA တို့အပြင် အန်ယူဂျီကပါကြေညာခဲ့ပြီမယ်လေဒီငလင်းလှုပ်ခတ်ပြီးနောက်ပိုင်းเนาะနောက်တကြံကာလမှာလည်းတိုက်ပွဲတွေကတော့ကြာသွားခဲ့တာမတွေ့ရစစ်ကောင်စီကဒီဆုံးရှုံးထားတဲ့မြို့တွေကိုလေကြောင်းကတိုက်ခိုက်တာเนาะနောက်ဒေါ်လာရေးတက်တဲ့အားကောင်းတဲ့ဒေသတွေကိုစစ်ကြောင်းထိုးတာနဲ့စစ်ကောင်စီရဲ့ခံစစ်သေးထိုင်ထားတဲ့ဒေသတွေရဲ့ပတ်လည်ကိုစစ်ကြောင်းထိုးတာဒီစက်တိုက်ရှိနေတယ်နောက်ပတ်လုံးကတော့အော်ပြစ်ခတ်ရစေးကိုချိုးပေါက်တယ်ဆိုပြီးတော့ ဟောအပြန်လန်းဆွဆွဲမှုတွေလည်းတွေ့ရလက်တလုံးအနေနဲ့တိုက်ပွဲအပြင်းထန်ဆုံးကတော့မြန်မာပြည်မြောက်ပိုင်းကိုကြည့်လို့ရှိရင်ကချင်ပြည်နယ်တွေကပမော်နဲ့ဖာကန့်အလဲပိုင်းတိုင်းမန္တလေးမှာဆိုရင်မန္တလေးမတရားတပိတ်ချင်းလမ်းတကြောဟိုမြန်မာပြည်ရဲ့နောက်ဘက်မှာအေရဝီတိုင်းထဲမှာဆိုရင်တာပေါင်းရေကြည်နဲ့လေးမျက်နာမြို့နယ်တွေနောက်ရခိုင်ပြည်နယ်ဘက်မှာဆိုရင်ကြောက်ဖြူကလက်ခမော်နဲ့မင်းတပ်တောင်ကရင်ပြည်ဘက်မှာဆိုရင်မိုးပြင်းနဲ့ဖဲကုန်း ပဲဘကိုးတိုင်းထဲမှာတော့ဘကိုးတိုင်းအရှိချမ်းတဲ့နောက်ချမ်းဒီမှာတိုက်ပွဲတွေတွေ့ရတယ်။နောက်ကချင်းပြည်နယ်ကော့ဂရိတ်မြို့ပတ်ဝန်းကျင်က KNL တွေပူပေါင်းတပ်တွေနဲ့ဒါစစ်ကောင်စီတကြောပြန်အဲစစ်ပွဲပေါ့။အဲ့ဒီတိုက်ပွဲတွေထဲမှာဒါစစ်ကောင်စီအတွက် အကြီးအကျယ်ချိန်ချောက်ခံနေရတဲ့ဟာတွေကတော့ကချင်းပြည်နယ်ဗမော်မြို့သိမ်းတိုက်ပွဲနဲ့အေယာဝီတိုင်းနေရာတိုက်ပွဲတွေရခိုင်ကြောက်ဖြူနယ်တွေကတိုက်ပွဲတွေ ဗမော်တန်းကြသွားရင်သူနဲ့မိုင်းတရာကျော်ပဲဝေးတဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်စီကို KIA တပ်တွေဝင်လာဖို့လမ်းကြောင်းဖွင့်ပေးလိုက်လို့ဖြစ်သွားမှာအဲ့တော့စစ်ကောင်စီဘက်ကလည်းဒါအသေးကြီးခုခံနေတယ်ပြောရလို့ရှိရင်စစ်တိုင်းနှစ်ခုကြပြီးတာနဲ့နောက်ထပ်တစ်ခုဟိုကြမယ်အနေထားနောက်ဗမော်တိုက်ပွဲမှာအရခတ်တပ်တော် AR လည်းဝင်တိုက်ပေးနေပြီးတော့စကက27ရက်ပင်မနေရာမှာဒီလုံကြုံရေး အရာစိုးရင်လာတဲ့အတွက်စကားကမူးလို့ဒုစကားကမူးလို့မရှိတော့သူတို့ viewer ကောပေါင်းပြီးတော့နေရယူရတဲ့အနေအထားဖြစ်နေဗမော်သာကြသွားရင် ကချင်ပြည်နယ်ထဲမှာမြစ်ကြီးနားမှာရှိတဲ့မြောက်ပိုင်းဒေသစစ်ဌာနချုပ်နဲ့တနိုင်းတာကာဆာတို့ပဲ TDG ကြံနေတာမျိုးဖြစ်တော့အဲ့တော့ကချင်ပြည်နယ်နဲ့ထိစပ်နေတဲ့သကိုင်းတိုင်းအထက်ပိုင်းရှမ်းမြောက်ဒီမှာလည်းစစ်ကောင်စီကနေမီဆုံးရှုံးမှုကရှိထားတဲ့အတွက် အလားလာကတော့ဗမောကြသွားရင် ကချင်းပြည်နယ်တစ်ခုလုံးလက်လွတ်ရဖို့လမ်းဖွင့်ပေးလိုက်တယ်လို့ဖြစ်သွားအထီးဖြစ်သွားနိုင်တယ်နော်လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးဒါဖြစ်နိုင်ကြီးပြောတာအေးရဲ့ထိုးစစ်တကူကြီးလို့ရှိရင်ဧပြီနောက်ဆုံးဘက်ကစပြီးတော့ပယာဝီတိုင်းထဲမှာဆိုရင် မတိုင်းချောင်းကိုကြော်လာပြီးတော့အနောက်တောင်တိုင်းစစ်ဌာနချုပ်အခြေစိုက်ထားတဲ့ပသိမ်နဲ့29မိုင်မြောက်ဝေးတဲ့ပါပေါင်းပါဝင် ရေးကြီးလင်းမြနာမြို့နယ်တွေမှာခြေကုပ်ယူလာနိုင်တယ်လို့ ိုက်ပွဲတွေကလည်းတကယ်ကိုပြင်းပြင်းထန်ထန်အေကတာပေါင်းမြို့နယ်မှာအခြေဆိုင်တဲ့အမှတ်38ချင်းမှန်တိုင်ရင်ရဲ့ကာကင်းစကန်နေလေးမျက်နှာမြို့နယ်တွေကစကန်တချို့သူရထားပြီးပါပြီတိုက်ပွဲတွေကလေးမျက်နှာမြို့ပေါ်နဲ့ဆိုရင်6မိုင်အကွာအထိကိုရောက်လာတော့လေးမျက်နှာမြို့ပေါ်ကဒီအုတ်ချုပ်ရေးမှုတွေရိုင်းကောင်းတွေဟိုရေးကြီးအမြောက်ရေးကြီးမှရှိတဲ့အနောက်တိုင်ကိုတောင်းရွှေ့ရတယ်အထိဖြစ်ကုန်အခု AA ကလေးမျက်နှာနဲ့ ရေကြီးမြို့နယ်အဆက်ပသိမ်မုံရွာကားလမ်းပေါ်မှာရှိတဲ့အမှတ်3လေးနောက်တိုက်ရင်ကိုထိုးစစ်ဝင်နေတာတွေ့ရတယ်။ဒီအမတ3လေးလေးကနောက်တောင်တိုင်းစစ်ဌာနချုပ်ပြီးအရာဝတိုင်းထဲမှာအင်အားအများဆုံးတိုင်ရင်ဌာနချုပ်ဖြစ်တယ်လို့ဒါသိရ။အဲတော့စစ်ကောင်စီဘက်ကလည်းဒီစခန်းမကြဖို့အတွင်းမှာရောအပြင်မှာရောကာကင်းစခန်းကြီးအသစ်ဆောက်ထပ်ထပ်ကာထားတယ်။ဒီလိုအေအေနေနဲ့ရခိုင်ပြည်နယ်ပြင်ပဲခိုးမကွေ ဧရာဝီတိုင်း၃တိုင်းထိဝင်ပြီးတော့စီအေးပေါ်နေတာရခိုင်ပြည်နယ်တွေကိုဝင်လန်းထွက်လန်းတွေလုပ်နိုင်တဲ့ပသိမ်မုံရလန်းတစ်လျှောက်အပြေးဝထိန်းချုပ်ချင်တာကြောင့်လို့ယူဆရတယ်တကယ်လို့မြန်ဟာပသိမ်မုံရလမ်းမိုင်းတစ်ခုလုံးစစ်ကောင်စီဆုံရှုံသွားရင်သူ့အနေနဲ့စစ်ဒီရခိုင်ကိုစီရေးအရာပြန်ချင်းချောက်တာမျိုးလုပ်နိုင်တော့မှာမဟုတ်ဘူးလေချောင်းကလွယ်လို့ရှိရင်ပေါ့မလုံနိုင်ရတော့မဲ့အနေထား အကယ်မြပို့ပြီးတော့အချင်းနေဆိုရင်ပဋိမာရှိနေတဲ့နောက်တောင်တိုင်းစစ်ဌာနကျုပ်နောက်ဘကိုးတိုင်းနဲ့မကွေးတိုင်းကကပ္ပဆာဆက်ယုံနေလက်လွတ်ပြီးတော့ဒီကပ္ပဆာဆက်ယုံနေကလက်နဲ့မထုတ်နိုင်တဲ့အတွက်စစ်ကိုရရှိတိုက်နိုင်မှုမလို့သို့တော်လည်းတခုတော့ရှိတာပေါ့လေဒီကပ္ပဆာနဲ့ပတ်သက်လို့ရှိရင်တချို့ကပ္ပဆာတွေကိုစစ်ကောင်စီကအာနေပြီးတော့လိုအမျိုးထိပါသူရွှေ့တာမျိုးတွေရှိတယ်နော်ဒါပေမဲ့ supply chain တစ်ခုလုံးကိုအတိတ်တည်နိုင်မှုအတွက်က လွယ်တဲ့ဟိုအချိန်တိုတွင်းမှာလုပ်လို့မရတော့ဘလို့ပဲဖြစ်ဖြစ်ဟိုဘောကြီးတွေအေးထုတ်လုပ်မှုပေါ့နော်ပြီးတော့ကိုထိပါသွားမယ်အခုတော့မှဘာတွေးရလဲဆိုတော့တချို့နေရာတွေမှာအမြောက်ကြီးလိုဟာမျိုးလက်နဲ့ကြီးကြီးတွေပေါ့လေရပိုင်းတွင်းထုတ်လုပ်ပြီးသားအားတွေကိုရပိုင်းတွင်းသုံးနေရတဲ့အနေအထားဖြစ်တယ်အဲ့ဒါဘာဘာကိုပြဆိုလဲဆိုတော့သူတို့ရဲ့ကိုယ်တော်ထဲမှာလက်နဲ့ကိုယ်တော်ထဲမှာလက်နဲ့တွေမရှိတော့ဘူးထုတ်ပြီးတာနဲ့ဆက်ယုံကထုတ်ပြီးတာနဲ့တွားပြီးတော့သုံးနေရတဲ့အနေထား ဖြစ်တယ်လို့ကျွန်တော်ကတော့သုံးသပ်ပါတယ်ဒီနောက်တစ်ခုကဒီလောလောဆယ်ဖြစ်နေတဲ့တိုက်ပွဲတွေအထက်မှာပေါ့လေဒီစက်ကောင်စီဘက်ကဒီစေရေးပြင်ဆင်မှုတွေပြီးတော့ဒီနီးပြူဟာတွေပြောင်းလာတာမျိုးပြီးတော့ဒီနီးပညာတွေလက်နက်အသက်တွေထုတ်သုံးလာတာမျိုးတွေရောတွေ့ရလားပြီးတော့ဒီလက်တလုံးမှာပေါ့လေဗေဒေတာတွေပို့ပြီးတော့ဖိနေတာရှိမလဲရှင်။ဟုတ်ဒီစစ်ကောင်စီကသူခံစစ်ထိုင်တာတဲ့ခံစစ်တိုက်ပွဲတွေရောเนาะနောက်ပြီးတော့သူကဟိုကရင်နီလိုဟာမျိုးမှာဒီထိုးစစ်ပေါ်တဲ့တိုက်ပွဲတွေမှာရောအရင်တည်းဆိုင် တိတိတာတာတိုးတက်လာတာတိတိတာတာတိုးတွက်အားတာလာတာတော့ drone နဲ့ jumper ကရိယာတွေအစင်းမြင်လာတာရဲ့ဤပညာအားကောင်းလာတာနောက် drone နဲ့လေရင်ကိုသူဟန်ချက်ညီတုံးပြီးတော့လေကြောင်းစစ်စင်မျိုးကိုတုံးလာနိုင်တယ်ဒါဒါဒါထိရောက်တဲ့ဟာဒါကလည်းတရုတ်နဲ့ရုရှားစီကကရိယာတွေရောဤပညာတွေရောဘာသူ့ကိုပံ့ပိုးပေးထားတာကြောင့်ဒီလောက်တိုးတက်သွားတာဖြစ်တယ် တစ်ဆယ်နှစ်ဆက်ကွန်ဆစ်စင်ရင်ပြီးမှစကားစားပို့ချုပ်တရားရုရှားနဲ့တရုတ်တွေကိုဒီအချိန်ချိန်သွားပြီးတော့သူတို့လက်နက်ဝဲအဖြစ်ခဲ့ကြမှာအဓိကအဖြစ်တော့ဘာတွေရလာလဲဆိုတော့ infrared ပေါ့အနီရောက်ရောင်ကြီးဒီဒါမှမဟုတ်ဒီအပူလိုင်းခြေရကန်နဲ့ညာတိစနစ်ပါတယ်ဒီပညာအစင်းမြင့် drone တွေပေါ့မြန်မာအဆင့်တန်းရပေါ့နော်ပြောရလို့ရှိရင် thermography လို့ခေါ်တယ်သူက infrared နဲ့ဒီပုံရိပ်ဖော်တဲ့နီးစနစ်ပေါ့နော်နောက် drone တွေက အာ quadcopter တို့ helicopter တို့၄မြောင်း၆မြောင်းဒါတွေဒီကိုတုံးလာနိုင်တယ်။နောက်အဲ့ဒါအပြင်ပဲအဲအပေကန် suicide drone ပေါ့လေ sunflower 200အာအဲ့ဒါတွေအပြင်ပဲသူက first person view drone တွေကိုအစင်းမြင်ထားတဲ့ orlandan e နောက်ဒီတဲ့အရွယ်အကြီးတဲ့ orion 2ဟို helios တို့အဲ့ဒါမျိုးတွေကိုသူတုံးခဲ့တယ်။2024တဲ့မှာဘယ်အစီး9000လောက် ဝယ်ပြီးတော့ scout လောက်တာ reconnaissance ကိုဒီရိတ်ခါတွေချပေးတာကိုတိုက်ခတ်ရေးမှာရောအသုံးပြုခဲ့တာတွေ့ရကျွန်တော်ကိုတည်င်းကြီးမြစ်တစ်ခုကပြောတာတရုတ်နိုင်ငံကဟိုပဲ drone စီးရအလုံးပေါင်းတပေါင်းပေါင်းသူဟိုစာချုပ်ချုပ်တယ်လို့သိရအဲ့တော့ဟိုဟိုတချို့တိုက်ပွဲတွေမှာတီ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 တာတာအာအာတရတွေ့ရတယ်ဒေါ်လာကြီးဘက်ကအာကြာဆုံးမှုတွေ2024 အေးတဲ့မှာကြာဆုံးမှု2025တဲ့ကြာဆုံးမှုတွေတဲ့မှာဒီ drone နဲ့အဲဆက်ဆက်နေတာတွေ့ရဥမာဗမော်တိုက်ပွဲလိုဟာမျိုးဗမော်တိုက်ပွဲလိုဟာမျိုးမှာစကားစားပြီးတော့အစင်းမြင့် drone တွေကိုအရေးအတွက်များများတုံးပြီးတော့သူခုခံနောက်သူ့ရဲ့ဂျမားတွေတော်လန်ဟေးတပ်ဖွဲ့ကတုံးတဲ့အဲ drone တွေကိုဖျက်ဆီးပစ်နိုင်တဲ့ဖြတ်အားကတော်တော်အားကောင်းလာအခုစစ်ကောင်စီတုံးတဲ့ဂျမားကဒီမီတာ3000လောက်အမြင့်ပေး အဲ့ပြန်တန်းနေတဲ့ဒေါ်လာရင်းဘက်ကဒရုန်းတွေကိုဖျက်ချနိုင်တာတွေ့ရအဲ့တော့တချို့ဒေါ်လာရင်းတပ်တွေဆိုရင်ဒရုန်းကို မကြံတော့တော့ဖြစ်သွားတာဒါအသေးဟိုအဖွဲ့သေးတွေဆိုရင်ပေါ့နော်အလားတူပဲဒီဗမောတိုက်ပွဲမှာလည်းပြန်ရင်ဘက်ကအာဒရုန်းတွေကအာမထီရောက်တော့တာမျိုးတွားတွေ့ရအဲ့လိုဖြစ်နေတဲ့ချိန်ဘက်ကဆိုင်ဒရုန်းတွေကကြတော့ဒီ155မမကြီးထိပ်ဖူးတွေအထိပါတယ်လာတဲ့အဲဒရုန်းတွေ ုံးလာပြီးတော့နောက် तू อ่ะသူ့ရဲ့စစ်စင်တဲ့ပုံက drone တွေကအုတ်စုအသေးလေးပေါ့အဲဖွဲ့ပြန်တယ်တတုပ်ပြပြီးတော့နောက်တတုပ်ဟိုဟာ तू อ่ะနေသွားနောက်တတုပ်ကတက်ပြအဲ့နောက်ကနေမှလိန်ရလိုက်တယ်ထပ်ပြတယ်အဲ့တော့မြေပြင်ပြတ်မှတ်တွေကိုအုတ်စုလိုက် तू อ่ะ blanket ရှင်းတဲ့သဘောပေါ့ဒါကသူ့ရဲ့ဒီလေချောင်းစစ်စင်မှုနိစနစ်ပိုင်းဆိုင်ရာ အာပြောင်းလဲတိုးတက်လာတဲ့ဟာပေါ့ဒါပေမဲ့အဲ့မှာကျွန်တော်သတိထားမိတာ2025ထဲမှာသူသဖြင့်အဲအတွေ့ရနေသွားတာရဟရင်နဲ့ဖြစ်တဲ့ဟာရဟရင်နဲ့တိတ်မတုံတော့ဖြစ်တာဟုတ်ဖြစ်နိုင်ချေရှိတာသူကရဟရင်ပြ wifi လိုအမျိုးတွေဒီတော်လိုင်းပက်တွေတဲမှာအာရှိလာတာဒါဟိုပြစ်ခတ်ဟိုပြစ်ခတ်မှာဆိုလို့ကြောက်တာရင်2023 24တဲမှာပြက်ကြတာလေဖြစ်ခဲ့တာအဲ့လိုဖြစ်ခဲ့တော့သူရဲ့အတွေ့အကြုံများတဲ့ ပိုက်လော့ကလည်းနဲလာတာဖြစ်တာကြောင့်ရဟယင်သုံးတာကိုချွေတာနိုင်တယ်လို့ချွေတာတာပေါ့ဒါဖြစ်နိုင်။နောက်လေချောင်းစစ်စင်ကြီးမှာသူသုံးလာတာကဒီတို့မြေပြန့်ဒေတာပေါ့။အဲမှာအာဒီ PDF အတေရပဲအဓိကရှိတဲ့အဒေတာတွေပေါ့နော်။အဲ့လိုနေရာမျိုးမှာ Wi-Fi ကလည်းနဲမယ်။အဲ့ဒီမှာဗမာတော်လိုင်းတပ်ဖွဲ့တွေရှိတဲ့ဒေတာတွေကိုလေရင်နေစာပါရာမော်တာတွေသုံးပြီးတော့ပုံကျဲတာ အဲ့တော့လေရင်ကိုဒီဘက်ဒီမှာအုံနေလိုက်တဲ့ခါကျတော့သူကလေတက်စုပ်ပွဲမှုစုပ်ပွဲနေရာချလာတာကိုပြင်ပြီးတော့အီးကိုရှိတဲ့ဒေတာတွေကိုလေရင်ကိုဟိုဦးစားပေးပြီးတော့တုံးတယ်တိုက်ပွဲပြင်းတဲ့ဒေတာတွေကိုလေရင်ဦးစားပြီးတုံးတယ်အဲ့လိုဒေတာတွေမှာလေချောင်းပစ်ကူကိုအချင်းကြီးပုံများများပေးပြီးတော့သူ့ရဲ့ထိုင်ထားတဲ့စခန်းတွေเนาะအော်ဟိုတော်လိုင်းဘက်ကအီးကိုဒီဝိုင်းပတ်ထားတဲ့တကယ် ဖြူဟာမြောက်ထိုးစစ်ဆင်တဲ့နေရာတွေကိုပြိုမလာအောင်သူချိန်ဆွဲထိန်းထားနိုင်တာတွေ့ရတယ်။အဲလေကြောင်းပစ်ကူလေးအေပေါ်ပေါ်များများအာတုံးတာဟိုဘယ်မှာလဲဆိုတော့ဥပမာဖလန်းတိုက်ပွဲမှာဖလန်းတိုက်ပွဲတုန်းကဒါချင်းတော်လိုင်းရေးပွဲတွေခေါင်းတော်မဖော်နိုင်အောင်သူလေကြောင်းပစ်ကူလေးဂျာနဲ့ချီတုံးဗမော်မှာလည်းဒီတိုင်းမှာပဲဒါလေကြောင်းတိုက်ခတ်မှုသူဘောမော်တော့ဟောတုံးပြီးတော့ထိန်းထားတာတွေ့ရတယ်။နောက်စစ်ကောင်စီဘက်မှာဤပညာအာတိုးတက်လာတာဟိုဒီအဓိကတော့ ဒီ satellite အသုံးပြုဖို့ GPS ဒီ positioning တွေအသုံးပြုမှုတွေတက်လာတဲ့ဟာကပါလဲဆိုတော့လေချောင်းကနေရိတ်ခါချတာမှာပို့ပြီးတော့တိကျလာအရင်ဆိုရင်တဝက်ဖိတ်တဝက်ဆင်ပေါ့နော်ဟောဟိုတချို့ဟိုအရာတော်လိုင်းရေးဘက်ကိုရောက်လာတာအခုတော့သူပို့ပြီးတော့နေရာပို့တိတိကျကျပေးနိုင်တာတွေ့ရတယ် အဲ့ဒီတော့စစ်ကောင်စီကသူခန့်စစ်အသေးထိုင်ထားတဲ့တိုက်ရင်းနဲ့တက်စကန်တွေမှာเนาะဟိုစစ်သားစုဆောင်ရေးလှုပ်ထားတဲ့လူတွေနဲ့အင်အားဖြည့်ထားတာဒီဒိခါနဲ့လက်နက်ခဲယမ်းတွေကိုလေယာဉ်တွေ drone တွေနဲ့အဲပါရာမော်တာတွေနဲ့ပါချပေးနိုင်တာမျိုးတွေအဲ့လိုနဲ့ဒိခါခဲယမ်းမပြတ်နိုင်အောင်စီစဉ်တာတက်လာတာတွေ့ရပြီးတော့ဒီချေလင်းချေမှန်တပ်တွေမှာရောတက်စကန်တွေရောအမြောက်တပ်တွေ drone တပ်တွေပါအားဖြည့်တာတော့စစ်စကန်အကြီးတွေမှာဆိုရင် လေးပြေးလိုက်နေတန်းကားလေးစောက်ပြီးတော့ခန်းစစ်စီကိုအထက်ထပ်ပုံလောက်တာတွေ့ရတယ်။ဒါကြောင့်လဲဒီဗမော်တိုက်ပွဲတို့ဖလန်းတိုက်ပွဲတို့ညောင်ကျိုးတိုက်ပွဲဒီမှာတော်လိုင်းကြီးတပ်ဖွဲ့တွေအောင်ပွဲရတာရှိတယ်။တချို့ဆိုရင်လုံးလုံးသိမ့်လိုက်နိုင်တာရှိတယ်။ဒါပေမဲ့အကြဆုံးလည်းများတယ်။ဟိုအရင်တက်စာရင်ပေါ့အရင်တို့ဟို30 20စစ်စစ်ရုံကတော့ဟိုခက်မြန်မြန်နဲ့သိမ့်နိုင်တဲ့ဟာမျိုးမဟုတ်တော့စစ်ကောင်စီဘက်ကအာအစင်သိပ်ပြမှုအကောင်းလာတာပေါ့။ဟိုတော့ သုံးရက်ကိုတမျိုးလောက်ကြသွားတဲ့ဟာမျိုးဟိုဖြစ်ခဲ့ဒါပေမဲ့သူ့မှာဘလို့မှမပြင်းနိုင်သေးတာကစစ်ကောင်စီတပ်မှာမပြင်းနိုင်သေးတာကြီးတက်တည်းရဲ့စိတ်ရည်စွတ်တည်းပဲဘာဖြစ်လို့လဲဆိုတော့ကြီးတက်တည်းကဟာလူသစ်တွေနဲ့ဖြည့်စီတာလူဟောင်းနေမရှိဘူးအဲ့တော့အော်အပေါ်ဘဟုကအာ planning ဘလို့ကောင်းကောင်းအာမြေပုံညွှန်းနေတဲ့ဘလောက်ပဲဖြစ်ဖြစ်ဒီစစ်စင်တဲ့ခါမှာမြေပြင်အကြက်တတ်တာအာဘိုလ်ရဲ့အစွမ်းကြီးတွေ အရေးသေးမတက်လာသေးဘူးသူရဲ့လုံလုံကြီးကတော့လေချောင်းတိုက်ခိုက်တာတွေလောက်ပြီးជីတက်ချီပေါ့အခုကជីတက်ချီလာပြီဆိုရင်နေရလဲနေရတက်လာလဲကုံတာပဲ၃ဟာတက်လာလဲကုံတာပဲเนาะအဲ့တော့တက်တွေပြက်ပြီးတော့ဟောဒီမှန်ချက်မရဘူးအဲ့တော့မြေပြင်ကိုတကယ်တမ်းစိုးမိုးနိုင်စွာငါကရင်နီလိုဒေသမှာတော့ပြန်ပြီးတော့စိုးမိုးနိုင်စွာဘလောက်ကောလောက်ကိုပဲလုံနိုင်တဲ့အနေထားဖြစ်နေတော့မှာပဲ နောက်တစ်ခုကဒီရခိုင်နဲ့ရှမ်းမြောက်ဘက်ကအခြေအနေပေါ့နော်အဲဒီတလောကပဲဒီအတရက်ဖို့အတွက်တရုတ်ဂျာဝင်မှုနဲ့ TNL နဲ့စစ်ကောင်စီတို့ကြားဆွေးနွေးပွဲလုပ်ခဲ့တာရှိတယ်။အဲ့မှာဆိုလို့ရှိရင်ဒီ TNL ကတင်ထားတဲ့မြို့တွေကိုစုပ်ပြီးတော့ MND လိုမျိုးလှုပ်ဖို့တရုတ်ကကြိုးစားနေရဆိုပြီးတော့ TNL ဘက်ကထုတ်ပြောလာတာမျိုးရှိတယ်ပေါ့နော်။နောက်ပြီးတော့ဂျာမလည်းပြည့်ရထားမယ်ဆိုပြီးတော့ပြောတာမျိုးရှိတယ်။ဆိုတော့ဒီဂျာထဲမှာတိုက်ပွဲတွေကတန့်နေမှာလားဒါမှမဟုတ်အဲတိုက်ပွဲတွေဆက်ရှိနေအောင်မလားလာလာရှိမလားရှင့် ဟုတ်ပါတယ်ဒီတရုတ်ရဲ့ဖီအားကြောင့်ဖေဖော်ဝါရီဆွေးနွေးမှုအပြီးနောက်ပိုင်းမှာဆိုရင် April 28နဲ့29မှာ TNL ဘက်ကဒုတိယပို့ချုပ်ကြီးတာချုပ်ကြားဦးဆောင်တဲ့အဖွဲ့နဲ့စစ်ကောင်စီဘက်ကဒုတိယပို့ချုပ်ကြီးကိုကိုဦးဦးဆောင်တဲ့အဖွဲ့တရုတ်နိုင်ငံကုမင်းမြို့မှာထပ်ပြီးတော့တွေ့ကြကြရတယ်ဆွေးနွေးပွဲမှာ TNL ရဲ့တောက်ဆိုချက်တူစိတ်ဝင်စားချက်ကောင်းပါလေနှစ်ဖက်တက်တီရောက်တဲ့နေရာမှာအပြည့်ရဖို့လေချောင်းလက်နဲ့ကြီးနဲ့ ဒရုန်းတွေနဲ့တိုက်ခိုက်တာတွေရဖို့ပြည်သူလူထုလွတ်လပ်စွာသွားလာကြည်ရဖို့နောက်စစ်ကောင်စီဘက်ကတော့ဘာတောင်းလဲဆိုတော့သူလက်လွတ်ခဲ့ရတဲ့10 20ခုမှလက်လွတ်ခဲ့ရတဲ့နောင်ချိုးကြောင်းမဲတီဘောမိုးကုတ်မိုးမိတ်အဲ့ဒါတွေကိုပြန်ပေးပါနော်နောက် TNL ကိုနမ်ဆန်နဲ့မန်တုံထီရနေပြီးတော့စုပ်ပေးဖို့တောင်းဆိုအဲ့တော့ဒီတောင်းဆိုချက်တွေကဟာစစ်ကောင်စီရဲ့တောင်းဆိုချက်က TNL အနေနဲ့တော့ဘလို့မှ လိုက်လို့နိုင်တာမရှိဘူးဆိုတော့ဆွေးနွေးဖို့ရက်သွားတယ်လာမယ့်အောက်တိုဘာမှာတော့ပြန်ပြီးတော့ဆွေးနွေးဖို့သဘောတူခဲ့တယ်အဲ့တော့ဒီကာလမှာတိုက်ပွဲတွေဆက်ရှိနိုင်နေတယ်ဒါအကြမ်းမြင့်ပါဒီမှာတရုတ်ရဲ့ကဏ္ဍတရုတ်ကတော့ဒီမြန်မာလူထုရဲ့အပေါ်ရက်ဆက်တယ်မြန်မာလူထုရဲ့ဆန္ဒနဲ့အဝေးကြီးပဲသူလုံတာเนาะတော်လိုင်းဘက်ကမျိုးကြီးတွေမသိမ်းနိုင်အောင်သူလုပ်တယ် နောက်အခုရှမ်းမြောက်မှာတင်ထားတဲ့မြို့တွေဆွန့်လို့ရေအနေဆုံးပေါ့အဲ့ဒါဒါမဟုတ်ရင်ဒီတရုတ်မြန်မာ လမ်းမကြီးပေါ့ဒေါ်လာကြီးဘက်ကဆုံးမှုနေတာမဖြစ်အောင်ဆိုတဲ့ဟာတရုတ်မြန်မာ လမ်းမကြီးပွင့်နေရေနော်ဘာကြီးရချက်လဲဆိုတာအာသူတို့ပဲသိမယ်နော်အဲ့လောက်မှသူမရလို့ရှိရင်ဘာလုပ်မလဲဆိုတော့အနေဆုံးနေထားရဒီ UNG PDF တွေကိုရှမ်းမြောက်ကအီအာဝတွေ မကူညီရေးနော်ဒီရှမ်းမြောက်မှာ PDF တွေမရှိရေးဒါမျိုးတွေသူလုံးမှာအဲ့တော့ TNL ဟေးဘယ်လိုညှိမလဲဒါအာဒီ PR ကိုဘယ်လိုဟိုရေးဆိုင်မလဲတော်တော်ခက်တယ်ဟာနေလာ၄ရက်နေရလောက်တယ် TNL ရဲ့သတင်းစာရှင်းလင်းပွဲမှာတော့တရုတ်ရဲ့ PR တွေရှိပေမဲ့လည်းသူတိန်းထားတဲ့မြို့တွေကိုပြန်မပေးဖို့အပြင်မဟာမိတ်တွေရဲ့ဆန္ဒကိုလည်းအလေးထားတယ်ဆိုတာသူထည့်ပြောခဲ့စကောင်းစီယာတရုတ်ရဲ့တရုတ်အာကိုနဲ့ သူလက်လွတ်ခဲ့ရတဲ့မြို့တွေပြန်ရဖို့ကြိုးစားနေတယ်။တစ်ဖက်မှာလည်းပြန်ပြီးတော့ထိုးစစ်ဆင်ပြီးတော့ဟိုနေမြေတွေသုံးရှုံးအောင်တဲ့နေမြေတွေအဲပြန်ရဖို့လုပ်တာတွေရှိတယ်เนาะအဲ့ဒါကတော့ဟောသူအနေနဲ့စီရေးရအပြုတ်မယ်ဆိုတဲ့ဒေတာတွေကိုတဲ Now ညကိုအသက်ဖြစ်လာတယ်ဘိုးချုပ်ကြီးကျော်စွာလင်းကဆိုရင်ဘလို့ဟိုချိန်ွားလဲဆိုတော့ဆုံးဆုံးရှုံးထားတဲ့မြို့တွေအကုန်ပြန်သိမ်းမယ်เนาะလာမဲ့ ဩဂုလဆွေးနွေးပွဲမှာ TNL ကိုသူကအပေါ်စီးရနေဆွေးနွေးဖို့စဉ်းစားတာအဲ့တော့မှသူသူကစီးရတာစီးရတာရင်အပေါ်စီးရဆွေးနွေးနိုင်မယ်ဆိုတဲ့အယူဆရှိတယ်အလာရှိုးကိုပြန်တရုတ်ရဲ့အကူအညီနဲ့ပြန်ရပြီးတဲ့အချိန်မှာစစ်ကောင်စီကလိုချင်နေတာကပြင်ဦးလွင်နောင်ချုံနဲ့မိုးကုတ်မိုးကုတ်ကတော့တန်တာတော့သူရဲ့စီးရပြင်စီးရစူးစမ်းမှုအနေနဲ့ နောက်ချိုရဖို့အတွက်ပြင်းဦးလွင်အုံမတိဘက်ကနေစစ်ကြောင်းကြောင်းတိုးလာတယ်။တောင်ကန်ကအာနေမဲပုတ်နောက်ဘက်ကိုတကြောင်းတိုးတယ်။ရပြင်းဘက်ကနေတကြောင်းတိုးတယ်။စုစုပေါင်းစစ်ကြောင်း၃ကြောင်းနဲ့နောက်ချိုရဖို့လေကြောင်းပြကူလေးရော မြေပြင်စစ်ကြောင်းတွေနဲ့တာပြီးလုပ်။အဲဒါကြောင့်စစ်ကောင်စီဘက်ကလည်းတိုက်ခိုက်မှုတွေပိုတိုးလှုပ်လာနိုင်တယ်လို့ TNL ဘက်ကလည်းဒီမျိုးတွေဆက်ထိန်နိုင်ဖို့စူးစမ်းတဲ့တိုက်ပွဲတွေရရှိမှာနော် တိုက်ပွဲတွေရဲ့အကြီးမားတဲ့ကာလအာတွေ့ရနိုင်တယ်လို့သုံးသပ်ပါပဲဟုတ်ကဲ့ပါဆရာအခုအချိန်အတော်တော်လေးလဲကြော်နေပြီဖြစ်တဲ့အတွက်မိ мян ဆွနေဖို့ကိုဒီမှာပဲနားလိုက်ကြပါရစေအပတ်စဉ်ပါဝင်ဆွနေပေးတဲ့ဆရာကိုရောကြည့်ရှုနားဆင်ပေးခဲ့တဲ့ပရိသတ်တွေကိုလည်းကျေးဇူးများကြီးတင်ပါတယ်ရှင် လောကောမီဒီယာတွေဆက်လက်ရပ်တည်နိုင်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizima TV YouTube Channel မှာမမဝင်ပြည့်ချက်ကြီးကိုနိုင်ကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစီ